就瑞祖。ခွန်အားခံနိုင်ရွှန်းဆောင်ရမှတ်တိုင်တည်ခဲ့တဲ့ခရီးလမ်းတစ်ခုကနေကြိုးဆိုပါရစေ။ မြမအမျိုးသမီးတမကဒါမှမဟုတ်ဖိနှိပ်မှုများကိုနှုတ်ဆက်မနေတဲ့အမျိုးသမီးများရဲ့ဇလန်းတစ်ပုဒ်ကိုပြောပြချင်ပါတယ်။နောက်ကျောင်းကိုမြင်ပြခံကြည့်မယ်ဆိုရင်1988လူတုလှုပ်ရှားမှုကနေစတင်ပေါက်ွားလာတဲ့မိတောက်ကလေးကနေစတင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ မြို့သပီးတွေနိုင်ငံရေးမှာပါဝင်လာဖို့နိုင်ငံရေးဥဆောင်တဲ့နေရာမှာပါဝင်လာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲကျမတို့ဒီမြန်မာအမျိုးသမီးတပ်မကောက်ကို1995လောက်မှာစပြီးတော့ဖွဲ့စည်းဖြစ်သွားလိုက်တယ်ပေါ့လေနော်။ လူမှုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းသူအမျိုးသမီးလေးတွေဟာရက်ဆက်ကြမ်းကြုတ်တဲ့စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုမကြောက်မရွံ့ပဲအမျိုးသမီးများနိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍတွေကိုမြင့်တင်နိုင်ဖို့တန်းတူညီမျှရေးနဲ့မြန်မာနိုင်ငံကအမျိုးသမီးအခွင့်အရေးနဲ့ဒီမိုကရေစီပေါ်ကျင့်သုံးမှုအမြင်တွေပုံမှန်ကျေပြန့်လာစေဖို့ရည်ရွယ်ပြီးစတင်တည်ထောင်ခဲ့ကြပါတယ်။နှစ်အနည်းငယ်အကြာမှာတော့ကမ္ဘာအနှံ့ကိုအလင်းအမြန်ပြန့်နှံ့ပြီးဌာနခွဲတွေဖွဲ့စည်းနိုင်ခဲ့ပါတယ်။ တရုတ်မြန်မာနယ်စပ်နဲ့အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိအမျိုးသမီးများထံရောက်ရှိမှုများသာမကကနေဒါအမေရိကန်ဂျပန်နဲ့ဩစတြေးလျမှာရှိတဲ့အမျိုးသမီးတွေထံကိုလည်းရောက်ရှိခဲ့ပါတယ်။မျှဝေခြင်း၊ရုန်းကန်ခြင်းများနဲ့စီးလုံးညီညွတ်မှုများဟာမြန်မာအမျိုးသမီးတမကရဲ့ပြာယုအစစ်အမှန်ဖြစ်ခဲ့ပါတယ်။မြန်မာအမျိုးသမီးတမကရဲ့ရီမန်းချက်နဲ့မျှော်မှန်းချက်တွေဟာ အမျိုးသမီးများအတွက်လက်တွေ့လှုပ်ဆောင်ခြင်းပါဝင်တဲ့မျှော်လင့်ခြင်းပေါ်မှာအခြေခံပါတယ်။အဲ့ဒီမျှော်လင့်ချက်များကိုအသက်ဝင်အောင်ဆောင်ရွက်ပေးနေတဲ့အားကောင်းတဲ့လှုပ်ရှားမှုများနဲ့လဲပတ်နေတဲ့လုပ်ငန်းစဉ်၃ခုရှိပါတယ်။ အမျိုးသမီးစွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းစဉ်အမျိုးသမီးနှင့်တည်င်းလုပ်ငန်းစဉ်နဲ့အမျိုးသမီးမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်တို့ဖြစ်ကြပါတယ်။အကြံဖက်အုပ်စုရဲ့အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာပေါ့နော်။ဒီ CRSV လို့ခေါ်တဲ့ Conflict Related Sexual Violence ပြည်ပခန့်နဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာအကြံဖက်မှုတွေနဲ့ပတ်သက်တဲ့အဖြစ်စဉ်တွေကိုဟိုနီး data collector တွေကနေတဆင့်အချက်လက်တွေကောက်ယူစုဆောင်တာအဲ့ဒါတွေကိုလစဉ်ထုတ်ပြန်တာနောက်ပြီးတော့မှနေ့စဉ်သတင်းမီဒီယာတွေကနေပြီးတော့မှတင်ပြထားတဲ့အချက်လက်တွေကိုကောက်ယူစုဆောင် ပြီးတော့မှလစဉ်အချက်လက်ထုတ်ပြန်တာ၃လတစ်ကြိမ်၃တစ်ချက်စာတမ်းတွေထုတ်ပြန်တာအပြင်အကြံဖက်စေအုပ်စုရဲ့တရားမဝင်စစ်မှုတွေဥပဒေကြောင့်အမျိုးသမီးတွေပေါ်တက်ရောက်မှုရှိတဲ့ဟာတွေကို၃တစ်ချက်စာတမ်းတွေထုတ်ပြန်တာတွေရှိတယ်ပေါ့အမျိုးသမီးများနိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချမှတ်များမှာပါဝင်နိုင်ဖို့အသိပညာပေးခြင်း အမျိုးသမီးများရဲ့အတန်တွေပုံမှန်ထုတ်ဖော်နိုင်ဖို့လှုံ့ဆော်နေခြင်းဖြစ်ပါတယ်။အောင်မြင်မှုလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဒီတွင်မှဒီ2010နောက်ပိုင်းကနေပြီးတော့16လောက်ထိကကျွန်တော်တို့တော်တော်လေးအာဟိုဘယ်လိုပြောမလဲအားကောင်းကောင်းနဲ့အလုပ်လုပ်လာလုံထိုင်နေပေါ့နော်။ဒီနေမြေဒီမှာရှိတဲ့အမျိုးသမီးတူကိုကျွန်တော်တို့တွေကဆွေးနွေးတင်တဲ့အလုပ်တွေကျွန်တော်တို့လုပ်ပေးနိုင်တယ်။ဟိုဒီ2010 2012နှစ်ပေါ့နော်2010နောက်ပိုင်းမှာကျွန်တော်ပြောင်းဝင်တဲ့အချိန်မှာအာတစုံတရာမြန်မာနိုင်ငံကပွင့်လင်းလာတဲ့အနေအထားမျိုးဖြစ်ပေဆိုပေမဲ့လည်းကျွန်တော်တို့တွေပြောင်းဝင်တဲ့အချိန်မှာတတိကြီးကြီးနဲ့ကျွန်တော်တို့အမြင်နဲ့လုပ်ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီလှုပ်ဆောင်တဲ့အချိန်မှာကျွန်တော်တို့နောက်ဆိုလို့ရှိရင် informer တွေလိုက်တာလည်းကျွန်တော်တို့ကြုံရတာပေါ့နော်။ကျွန်တော်တို့ဆိုလို့ရှိရင်တနေရာနဲ့တနေရာရွှေ့ပြီးတော့မှ informer တွေမသိအောင်ကိုနေတဲ့နေရာတွေရွှေ့ပြောင်းဦးတယ်မှာကျွန်တော်တို့ဒီလုပ်ငန်းစဉ်နဲ့ကောင်းထက်ပေါ်ရတာတွေရှိတယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးစိန်ခေါ်မှုခက်ခဲပြီးတော့ကြုံရတယ်ပေါ့နော်။ အမျိုးမျိုးသော အကြအတီးတွေကြားမှာပဲအာနာရှင်ပြတ်သုံးရေ အမျိုးသမီးရေဂျန်ဒန်တန်းတူညီမျှရေတွေကိုလက်မလျှော့ပဲတော်လှန်ကြိုးပမ်းနေကြစေဖြစ်ပါတယ်။ကြီးမန်းချက်တူညီတဲ့ညီအမများစုဖွဲ့ကမပြီးဆုံးသေးတဲ့တိုက်ပွဲကို အတူရှင်တွဲတော်လှန်နေစေဖြစ်ပါတယ်။ဂုံယူစရာအကောင်းဆုံးမှာအမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖွဲ့စည်းတစ်ခွဲဖြစ်ခါအမျိုးသမီးကြီးအတွက်ရှေ့သို့ချီတက်နေစေဖြစ်ပါတယ်။အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့ရတဲ့ကိုဝင်ဆောင်ဇင်ကာလအတော်တွင်မှာစစ်ချောင်းနဲ့ရဲ့အတော်တွင်မှာကိုဝင်ဆောင်ရှောက်မှုတွေကမရရှိဘူးပေါ့နော်။ဒါကြောင့်မလို့ကိုဝင်ဆောင်ရှောက်မှုအတွက်ကျွန်တော်တို့ cash support တွေကိုပံ့ပိုးတာမျိုးတွေကိုဟိုလှုပ်ဆောင်ခဲ့1995ခုနှစ်ကစတင်ပြီးမြမအမျိုးသမီးတမန်ကရှောက်လန်းခဲ့တဲ့ခရီးစဉ်ဟာလွယ်ကူတဲ့လမ်းတော့မဟုတ်ခဲ့ပါဘူး။ ဆူခင်းလန်းကိုကြော့ဖြတ်ရင်ခရောင်းလန်းကိုမျောလင်းချက်များနဲ့ဆက်ရှောင်းနေစေဖြစ်ပါတယ်ဒါတော့အခုဆိုလို့ရှိရင် BW ကဒီလိုမျိုးစုဖွဲ့လာတာရောလက်ရှိချင်းတွေဆိုနှစ်30ဆိုတဲ့ကာလထဲမှာရောက်လာပြီ။ဒါပေမဲ့လက်ရှိချင်းတွေအထိကဒီအတိမတ်ပြုမှုဟာအလုံးစုံရပြီလားဆိုတော့မရနိုင်သေးဘူး။ကျွန်တော်တို့ဆက်ပြီးတော့မှစ조사သွားရအောင်မယ်။ဘာလို့လဲဆိုတော့ဒီဖွာရကြီးဆိုတော့လွှမ်းမိုးတဲ့အတွေးခေါ်တွေကိုကျွန်တော်တို့ကဆက်ပြီးတော့မှဒီတိုက်ဖြတ်ရအောင်မယ်ပေါ့နော်။မြန်မာနိုင်ငံကြီးမှာအမျိုးသမီးများဟာ ကန့်သက်မှုများဖိနှိပ်မှုများဆက်လက်ရှိနေဆဲဖြစ်ပါတယ်။မြမအမျိုးသမီးတမက BWU ဟာရက်တံမတော်ပါနှုတ်စိတ်မတော်ပါအမျိုးသမီးများအတွက်ရှေ့သို့ချီတက်နေအောင်မှလည်းဖြစ်ပါတယ်။